ဟယ်လိုကျွန်တော်စစ်စမွားကုံတွေကထောက်လို့ပေးထားတယ်ကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်တောင်သူအထုအပြင်းဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကဗာလဲကျွန်တော်တို့ကတောင်ရာလီလှုပ်ရှားတယ်တောင်သူဥကြီးတောင်သူလေသမားတဲ့အများအပြားရှိတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြောပြပေးချင်တာကကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်အရန်ကောင်းတယ်ကျွန်တော်တို့ဒီအထုတောင်သူလေသမားတဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အများစုကစိုက်ပျိုးရေးလုပ်ငန်းကိုတော်တော်များများလှုပ်ရှားတယ် ဒါကြောင့်မလို့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာစိုက်ပျိုးရေးလုပ်ငန်းကိုတော်တော်များများလုပ်ကြတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘာတွေဆိုးကျိုးတွေကိုကျွန်တော်တွေ့ရလဲဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်ဒီခေတ်မှာပေါ့နော်ပွာလာတဲ့ကျွန်တော်ဒီတက်မြေဩဇာတွေကိုကျွန်တော်လူတော်တော်များများအသုံးပြုကြတယ်။ဒီ PC ကကောင်းတယ်ဆိုရင်ဒီ PC ကိုလိုက်သုံးတယ်။ဟို PC ကကောင်းတယ်ဆိုလို့ရှိရင်ဟို PC ကိုလိုက်သုံးကြတာကိုကျွန်တော်တို့တော်တော်များများတွေ့ရတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြောပြပေးချင်တာကကျွန်တော်တခြားဘာ PC ကိုမှသုံးစရာမလိုဘဲနဲ့ ကျွန်တော်ဆက်ဆက်မောကော်ပဏီကထုတ်လုပ်ပေးထားတဲ့ဒီဓာတ်မြင့်အောက်စာလေးကိုအသုံးပြုနေမယ်ဆိုရင်တခြားဘာပစ္စည်းကမှပျောက်သုံးเสียမလိုဘူးခင်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီမြန်မာနိုင်ငံမှာကျွန်တော်ပေါ်လာတဲ့ပစ္စည်းပေါ်လာတဲ့ဓာတ်မြင့်အောက်စာကိုကျွန်တော်အသုံးပြုတဲ့အခါမှာကျွန်တော်ဒီအာစပားတွေပေးတယ်ကျွန်တော်တချို့သားဒီနော်စစ်ခန်းနေဆိုလို့ရှိရင်စိုးကျိုးတွေဖြစ်တယ်ရလည်းမထွက်ပေးနဲ့ကျွန်တော်စိုးကျိုးတွေပဲဖြစ်လာတယ်နော်ကောင်းကျိုးတွေမရပေးနဲ့စိုးကျိုးတွေပဲများအပြင်ကျွန်တော်တွေ့ရတာကိုကျွန်တော်မြင်ရတယ် ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြပေးချင်တာကကျွန်တော်တို့ဒီဆက်ဆက်မွားကုမ္ပဏီကထုတ်လုပ်ပေးတဲ့ဒီဓာတ်မြေဝါကြရရဆိုလို့ရှိရင်ကျွန်တော်အရန်ကမှကောင်းတယ်အရေးတိလေးကောင်းတယ် quality လေးကောင်းတယ်ကောင်းချတာလည်းအရန်ကမှအဆင်ပြေတယ်လို့ကျွန်တော်တို့ဒါ၃နေတူတဲ့အတွက်လည်းကျွန်တော်တို့အထွတ်နှုန်းတိုးတိုးစီပြီးကျွန်တော်တို့ဒါဈေးနှုန်းကလည်းအရန်ကမှတက်တာတယ်ကုန်ကျစရိုက်လည်းအရန်ကမှတက်တာစေမှာဖြစ်ပါတယ် ။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်စစ်ဆေးမှုကုန်တွေမှာထောက်လုပ်ပေးထားတာဆိုလို့ရှိရင်ကျွန်တော်ပြစ်စစ်ထားတာဆိုလို့ရှိရင်ဒါပထမအဆုံးဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကျွန်တော်တို့ဒီ transfer zone လို့ခေါ်တဲ့သူကကြတော့ကျွန်တော်တို့ဒါမြေပြင်စစ်ပေါ့နော်မြေတွေကိုအဓိကထားပြီးကျွန်တော်တို့ကဒါဒါပြုပြင်ပေးတာဖြစ်တဲ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုတော့တော်တော်များများဒီမြေတွေဟာဘာဖြစ်လဲဆိုတော့ကျွန်တော်အငံထက်ပေါက်တာတွေအငံထက်ထွက်တာတွေမြေတွေမကောင်းလာတဲ့မြေတွေကွေးတာတွေပေါ့နော် အဲ့ဒီလိုမျိုးသူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့စက်ဆောင်မကော်မတီကဒါထုတ်လုပ်ပေးထားတဲ့ဒီ transformation လို့ခေါ်တဲ့ဒီမြေပြင်စစ်ကိုကျွန်တော်တို့ဒါအသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဒါเนาะစပါးဆိုင်ပြီးဘာလဲဆိုက်ဆိုက်ပေါ့เนาะဆိုက်တဲ့အခါမှာပို့ပြီးအစဉ်ပြေစေမှာပို့ပြီးခေါင်းဝင်စေလာမှာဖြစ်ပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်ကျွန်တော်တို့ဒါเนาะဒါအတိအားစေးအပင်အားစေးတည်းလေးရှိတယ်အတိအားစေးအပင်အားစေးဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့အာဈေးလုံးရဲ့အရန်ကောင်မှတက်တာတယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်၄၅ရက်ကားကိုကျွန်တော်အသုံးပြုမယ်ဆိုရင် ပတ်ဆက်3-4တင်းနဲ့မရဘူးဆက်ဆက်မကုန်နေမှာကျွန်တော်တို့ပတ်ဆက်3-4တင်း5တင်းနဲ့ကျွန်တော်တို့ကို OK စေတယ်အဆင်ပြေမယ်เนาะ PhD အပြင်မှာကျွန်တော်တို့ကဒီเนาะ MPK လို့ခေါ်တဲ့6-6 20 20 6-6ကကျွန်တော်တို့စဘာကိုဖြန်းတဲ့အခါမှာအပင်အားစင်းနဲ့ဖြန်းတဲ့အခါမှာကျွန်တော်တို့ကဒီအရာကိုရောပြီးသုံးမယ်ဆိုလို့ရှိရင်အထွတ်နိုးပိုပြီးကောင်းစေတယ်အသိဉာဏ်လည်းပိုပြီးအားကောင်းစေတယ်အရွက်အားဖြန်းဆိုလို့ရှိရင်ပိုပြီးကောင်းမွန်စေတာဖြစ်ပါတယ် ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့စစ်စစ်မောကုမ္ပဏီကထုတ်လုပ်ပေးထားတာဆိုလို့ရှိရင်ဒီမှာ transfer ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘူးသေးလေးရှိတယ်ဘူးအကြီးလေးရှိတယ်အလဲဆက်လေးရှိတယ်ဒါကြောင့်ဒီနေ့တုံရတာဆိုလို့ရှိရင်အရန်ကုန်မှလေကူတယ်တုံရတာခါဆိုလို့ရှိရင်အရန်ကုန်မှအဆင်ပြေတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အဓိကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဆိုလို့ရှိရင်ဒီတောင်ရလေယာဉ်နဲ့ပတ်သက်ပြီးဒီပစ္စည်းပေါ့နော်ဒီဓာတ်မြေဩဇာတွေဟာဆိုလို့ရှိရင်ကျွန်တော်ဒီပစ္စည်းတွေကိုတုံးနေပြီဆိုရင်ကျွန်တော်တို့ကတခြားဘာပစ္စည်းကိုမှတုံးเสียမလို့လောက်အောင် ီပစ္စည်းတစ်ခုတည်းနဲ့ကျွန်တော်တို့အဆင်ပြေတော့ကျွန်တော်တို့သုံးလို့ရတယ်ကျွန်တော်လုံးဝအာမခံတယ်နော်ဒီနေ့ကျွန်တော်အထွန်းလုံးလေးတွေးရမယ်နော်ကျွန်တော်ဈေးလုံးလေးပို့ပြီးတက်တာဈေးရမယ်တခြားပုံမှန်ကျွန်တော်တို့သုံးနေတဲ့မြေအားစားတွေအတွက်ပို့ပြီးဆက်ရှမ်းတာမယ်ပို့ပြီးပျော်ရွှင်မှုတွေရမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ပြီးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပေါက်သက်စနော်ကျွန်တော်တို့ပေါက်သက်စဟာဆိုလို့ရှိရင်အရန်ကောင်းတယ်နော်ကျွန်တော်တို့လုံးဝကျွန်တော်တို့တနေရာတွေမှာတစ်ခုတည်းမှာကျွန်တော်တို့ဝေယူအသုံးပြုလို့ရမှာဖြစ်တယ်နော်ဒါတော့ဒီနေ့ကျွန်တော် ပြောပြပေးတာကကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေအတွက်တောက်တူလေသမားတွေအတွက်ကျွန်တော်တို့ဒါမရှိမဖြစ်ကျွန်တော်တို့အတုံးပြုနေရတဲ့ဒီပစ္စည်းတွေဖြစ်တဲ့အခုဆိုကျွန်တော်တို့ဒါမိုးရတဲ့တွေရောက်တော့မယ်ဒါမိုးရတဲ့တွေကျွန်တော်တို့ကြားတော့မယ်ဆိုတော့ကျွန်တော်တို့ဒီအရာတွေအတုံးပြုရတော့မယ်ကျွန်တော်အဲ့လိုမျိုးမိုးရတဲ့တွေကြားလာပြီးစပားတွေပွာလာပြီးအသိတွေဖြစ်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာအထူးအားဖြင့်ကျွန်တော်တောက်တူလေသမားတွေဘာဖြစ်လဲဆိုတော့ နော်ဟိုဆေးကိုလိုက်လိုက်ဒီဆေးလိုက်လိုက်ဟိုလူကကောင်းတယ်ဒီလူကကောင်းတယ်ဟိုလူကဒီဆေးကောင်းတယ်ပြောအဲ့လိုမျိုးပြောပြောနေကျွန်တော်တို့ကဆေးတွေစုံသွားတယ်နောက်ပတ်ကြတော့ဘာဖြစ်ဆိုတော့ကိုယ့်ရဲ့လေစိုက်ခန်းတွေကကောင်းကျိုးမဖြစ်ပေနဲ့ဆိုးကျိုးတွေပဲဖြစ်လာတယ်ကိုထင်ထားတလောက်လဲအသိဉာဏ်တွေကလည်းထွက်တိုးလာတာမရှိဖြစ်တဲ့အတွက်နဲ့ဒီနေ့မိတ်ဆွေကျွန်တော်ပြောပြပေးချင်တာလုံးဝဒီနေ့ကစပြီးလုံးဝစိတ်ပူစရာမလိုဘူးဆက်စမောကုမ္ပဏီကထောက်လုပ်ပေးတယ်ဒီ transfer အသိအစိအပင်အစိတွေကိုမိတ်ဆွေအသုံးပြုကြည့်ကြပါမိတ်ဆွေတို့လုံးဝ စိုးချိုးမရှိတဲ့အပြင်မှာမိတ်ဆွေတို့လုံးဝမိတ်ဆွေတို့မှန်းထားတဲ့အတိုင်းကောင်းချိုးတွေရလက်တဲ့အသိဉာဏ်တွေထွက်တော့မှာဆိုတော့ကျွန်တော်တရားရခလုံးယုံကြည်မှုအပြေဝါနဲ့ပြောရပါတယ်ခင်ဗျအားလုံးပဲမိတ်ဆွေတို့တကယ်မိတ်ဆွေဒီဖရန်ဖုန်းနဲ့ပတ်သက်ပြီးဒီဓာတ်မြုပ်အောင်စနာပတ်သက်ပြီးအကြောင်းအရာလေးတွေကိုအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ messenger မှာလာမေးလို့ရတယ်အသေးစိတ်လာမေးလို့ရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော်ချပေးထားတယ်အဲ့ဒီဖုန်းနံပါတ်ကိုလည်းဆက်ပြီးမိတ်ဆွေအသေးစိတ်လာမေးလို့ရတယ် ခင်ဗျကျွန်တော်အသေးစိတ်ကိုလာရောက်ရှင်းပြပေးမှာဖြစ်ပါတယ်မိစတို့เนาะအမြန်ဆုံးလိုချင်တော့အမြန်ဆုံးလာပြောပါအားလုံးပဲဒီနေ့ကျွန်တော်တို့တောက်သူလေသမားတွေအတွက်အားလုံးအဆင်ပြေဖို့အတွက်ကိုဒီဗီဒီယိုဖိုင်လေးနဲ့လာရောက်ပြီးမျှဝေပေးကြခြင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါ